ပြောင်းလဲဆိုင်ပြည့်တဲ့ကြီးအားလုံးပဲမင်္ဂလာပါရှင်။အခုဒီတစ်ခါလောက်ပြပေးတဲ့ face yoga face exercise လေ့ကျင့်ခန်းလေးကတော့ညဘက်မှာမအိပ်ခင်ပြုလုပ်တဲ့လေ့ကျင့်ခန်းလေးပဲဖြစ်ပါတယ်။ညဘက်မှာ9မိနစ်အချိန်ပေးတာကြောင့်မနက်မိုးလင်းတဲ့အချိန်မှာကိုယ့်ရဲ့မျက်နှာလေးကတင်းရင်ကြည်လင်ပြီးတော့အဆုပြေနေတာကိုမြင်ရမှာပဲဖြစ်ပါတယ်ရှင်။ ဲအရင်ဆုံးဒါပထမတစ်ခုလုပ်ပြပေးမယ်နော်အဲ့ဒါကြတော့ဒီ level နေရာလေးတွေပေါ့ဒီမေးစီအောင်တဲ့ level နေရာလေးတွေကိုဒီမျိုးလေးတစ်ခလေးတွေးပြီးတော့ဒါရနှိပ်ပေးရမှာပဲဖြစ်ပါတယ်တွေ့ကြခြင်းကစက္ကန့်30ဖြစ်ပါတယ်။နောက်တစ်ခုကကျတော့ဒီလက်ကလေးနဲ့ ဒီနေရာလေးပေါ့နော်။ဒါနေရာကိုဒီလိုမျိုးလေးပွတ်ဆွဲပြီးတဲ့ပုံစံပေါ့နော်။ဒီသားမှာရှိရဲ့မျက်စိအောင်မှာရှိရဲ့အစီလေးတွေကိုခြိမ်းမယ်။သူ့ရဲ့ကြာချိန်ကလည်းစက္ကန့်30ဖြစ်ပါတယ်။နော်နောက်တစ်မျိုးကကြတော့ဒီ jaw line ပေါ့ jaw line ကိုမျိုးမျိုးနှိပ်ပေးမယ် သူ့ကိုလည်းစက်တန်30အကြာနေပေးရမှာပဲဖြစ်ပါတယ်။နောက်တစ်ခုကကျတော့ဒီလက်နဲ့ချောင်းပေါ့ဒီနှစ်ဖက်မှာရှိတယ်ဒီလက်ညိုးနဲ့လက်ခလန်လေးနဲ့အသုံးပြုပြီးတော့ဒီမဲစီကနေလိုလာမန်း ကဲနောက်တစ်ခုကကျတော့ဒီနှာခေါင်းနေရာပေါ့နှာခေါင်းမြောင်းကိုမျိုးမျိုးလေးပဲနော်သူ့ရဲ့ကြာတဲ့ရလဲစကန်တောင်းလဲပဲပေါ့နော် ောက်ထပ်လေ့ကျင့်ခန်းလေးတစ်ခုကကြတော့ဗောနော်ဒီလက်ညှိုးလေးနဲ့ချလက်ညှိုးလေးနဲ့လာလက်မလေးနဲ့အသုံးပြုပြီးတော့ဒီလိုပါနေရလေးတွေပေါ့အဲ့နေရလေးတွေကိုဆွဲဆွဲပြီးတော့နှိပ်တဲ့ပုံစံလေးပြုလုပ်ရမှာဖြစ်ပါတယ်ဒီနေရဗောနော်ပါနေရတဝိုက်အကုန်လုံးအပေါ်ပါအောက်ပါနေရတွေအကုန်လုံးကိုဖြည်းဖြည်းဆွဲနော်ဒါကိုလည်းစက္ကန့်30အကြာပြုလုပ်ရမှာပဲဖြစ်ပါတယ် ကဲရပြီเนาะနောက်တစ်ခုကကျတော့ဒီလက်ကလေးနဲ့ဒီမှာဒီလိုမျိုးလေးပါနေရလေးကိုဒီလိုဆွဲပင်သွားမယ်နှစ်ထင်းလေးဆွဲပင်မယ်နှစ်ထင်းလေးပြီးတာနေပြီးတော့ဒီလိုမျိုးပြန်ဆွဲချမယ်ဒီမှာเนาะဒီလိုဆွဲပင်မယ်ဒီလိုပြန်ဆွဲချမယ်ဆွဲပင်မယ်ဆွဲချမယ်နောက်တစ်မျိုးကကျတော့ဒါမျက်လုံးနေရလေးနှိပ်ပေးမယ်ဗောနော်ဒီမျက်လုံးလေးကိုဒီမှာဒီမျိုးလေး เนาะနှစ်ဖက်လုံးနဲ့နေမယ်တဲ့ကြာရင်ရလဲဒါစက္ကန့်30ပဲဖြည်းဖြည်းချင်းနေသွားเนาะအဲအောင်နေလို့ကောင်းပြီးတော့ငကြောတွေပြေးတယ်လို့မျိုးခံစားရအောင် နောက်ထပ်လေ့ကျင့်ကလေးရကြတော့ဒါညလုံးပြီးတော့နှစ်ထင်နေရပါတော့ဒီဟာကိုလက်သေးလေးစုံမယ်ပြီးရင်ဒီမှာဒီလက်သေးစုံတဲ့ဒါလေးနဲ့ပဲဖြည်းဖြည်းရေးခြင်းဒီလိုလေးဖြည်းပြီးနှိပ်ပြီးစဝိုင်းပုံစံလေးတင်နာတဝိုင်းနေရတဲ့အကုန်လိုက်ပြီနော် ကဲနောက်ထပ်တစ်ခုကကြတော့ဒီလက်ချောင်းလေးတွေကိုအသုံးပြုပြီးတော့ဒီလက်ဘေးကိုဆွဲချရတဲ့ပုံစံပေါ့နော်ဒီအပေါ်နဲ့အောက်ကိုဆွဲချရတဲ့ပုံစံလေးပြုလာမှာဖြစ်ပါတယ်လိုကြလဲစက္ကန့်30ပါပဲအမင်းနေရာတစ်လျှောက်ပေါ့နော် ခင်ဗျာဆိုရင်ရပြီเนาะနောက်ဆုံးတစ်ခုအနေနဲ့ကကျတော့ဒီဆက်စီဘုံလို့ခေါ်တဲ့ဒီရိုးနေရလေးကိုပေါ့เนาะဒီရိုးနေရလေးကိုဒီမှာဆက်ကလေးနဲ့အမြောက်တိုင်းဆွဲပြီးတော့နှိပ်ပြီးမယ်ဟိုဘက်တစ်ခါဒီဘက်တစ်ခါနှိပ်ပြီးလို့ရတယ်เนาะ15စက္ကန့်စီယူပြီးတော့နှိပ်ပြီးလို့ရတယ်စက္ကန့်30အပြည့်အချိန်ယူပြီးတော့နှိပ်ပြီးလို့ရတယ်เนาะကဲအခုဆိုရင်တော့ လေ့ကျင့်ခန်းတွေအားလုံးလုပ်ပြပေးသွားပြီဖြစ်ပါတယ်။ကဲအခုညပဲစပြီးတော့လေ့ကျင့်ခန်းတွေပြုလုပ်ကြည့်လိုက်ရအောင်။မနေ့မှဘယ်လိုမျိုးသိတာထင်ရှားလိုက်ရလည်လေးတွေရလဲဆိုတာကိုပြောပြပေးသွားပါအောင်နော်။